စရာစဝစ်ချာအလုံးမဲ့မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကနေစဉ်သုံးရရှာစကားပြောတဲ့ကနောက်ဆုံးပိုင်းလေးကို ပြောပြတော့မှာဖြစ်ပါတယ်။ရှေ့မှာဗီဒီယို12ခုလုပ်ပြီးတင်လာတာရှိပါတယ်ခင်ဗျာ။နံပါတ်1ကတော့ပါဇရာဘလျာယူပါဇရာဘလျာယူကိုယူပါတယ် congratulation ပါလို့ပြောတာဖြစ်ပါတယ်။နံပါတ်2ကတော့မလာဂျက်စ်မလာဂျက်စ်ဒီဘက်ကတော့ well done လောက်တာကောင်းတယ်တော်တယ်လို့ပြောတာဖြစ်ပါတယ်။ ံပါတ်3ကတော့ဥရာဥရာအဓိပ္ပာယ်ကတော့အောင်ပြီလို့ပြောတာဖြစ်ပါတယ်ရုရှားတွေတခုခုလုံးလို့အောင်မြင်သွားပြီဆိုရင် ဥရာလို့ဟောတာကို မြင်မှုကြမှာဖြစ်ပါတယ်နံပါတ်4ကတော့ဥဒရှိဥဒရှိအဓိပ္ပာယ်ကတော့ကုလပါကံကောင်းပါစေလို့ပြောတာဖြစ်ပါတယ်အောင်မြင်ပါစေလို့ပြောတာဖြစ်ပါတယ်နံပါတ်5ကတော့ပညာတနာပညာတနာဒေဝေကနားလည်ပြီလို့ပြောတာဖြစ်ပါတယ်နံပါတ်6ကတော့ ပရိယတနာပါအပြည့်ကြည်တာပရိယတနာပါအပြည့်ကြည်တာအဓိပ္ပာယ်ကတော့စကောက်ပါစေလို့ပြောတာဖြစ်ပါတယ်ရုရှားတွေပြောလေပြောတာရှိပါတယ်အဲ့ဒီလိုပြောတယ်ဆိုရင်ကိုကနေ spicy ပါလို့ကျေးဇူးတင်ကြောင်းပြန်ပြောရပါတယ်နောက်ဆုံးတစ်ခုနံပါတ်9ကတော့ညီတရာပိစ်ညီတရာပိစ်အဓိပ္ပာယ်ကတော့ဖြည်းဖြည်းလုပ်ပါအလင်းမလိုပါနဲ့လို့ပြောတာဖြစ်ပါတယ်သူရဲ့အောက်ကတော့ညီတရာပိချစ်ညီတရာပိချစ် ိဘက်ကအတူတူပါပဲသူကတော့ platform ဖြစ်တဲ့ကိုထက်အသက်ကြီးတဲ့လူတွေဆရာသမားတွေမတည်တဲ့သူတွေနဲ့ဆိုရင်ညီတာရာပီဂျီစ်လို့ပြောပါတယ်အလုံးမဲ့ဗီဒီယိုလေးကိုစုံပြီးကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုလိုရုရှားစကားပြောတွေရုရှားကျောင်းအရာလေးတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့အကောင့်လေးကို LINE follow လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်တည်ချင်တာလေးတွေရှိသေးရင်လည်း comment မှာမှန်းတော့ပေးပါခင်ဗျာပါကား